မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာစကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါစစ်တပ်စစ်ကြောင်းကိုတွန်လင်းတပ်တွေကစုပေါင်းတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်က25ဦးထက်မနည်းစမုံတုံးပြီးစစ်ကြောင်းတစ်ခုလုံးဖျို့ဖျဲဖြစ်ကခွေးပြေးဝက်ပြေးထွက်ပြေးကုန်ကြကြောင်းတောင်ကုန်းတိုက်ပွဲမှာလည်းဘုံစံထိမှန်ပြီးဒဏ်ရာတွေရရှိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဘူအစင်းရှိတဲ့အရာရှိသူကလည်းလေးမျက်နှာတိုက်ပွဲမှာဒရော့ပုံးထိမှန်ပြီးမတာပေါ်သွားခဲ့တဲ့တဲ့ရင်ရဲ့ အတန်ပတ်မေအောင်လိုင်းတယောက်သူတဲတဲ့မာရဝိဇယဖျားငလင်တန်ခံနိုင်လို့အစည်းဝေးတိုင်းမှာဂုံယူဝင်ကြွားနေတာကြောင့်လူပူယုံနေမကညံမာပူးတဲ့ကောင်ဆိုကလောင်ပြောင်ခံနေရပြီအတန်ပတ်မေအောင်လိုင်းကတန်းရွှေတဲခဲ့တဲ့ဥပ္ပါဒတန်ဒီဇေဒီကိုတော့ငလင်လို့လို့တလာနေပါကြမှာတွားကြည့်ခဲ့ကြောင်းပြည်ရင်းနဲ့ပြောင်းနေပြီဖြစ်တဲ့ဆရာကြီးဒေါက်တာဇော်ဝေဆိုးရှိနိုင်မယ်လို့ယူဆတဲ့နေရာတွေကိုအတန်ပတ်စစ်တကဘုံလိုက်ကျင်းနေတဲ့တဲ့င်းနဲ့မတ်ပတ်ဆက်လို့ရောင်းချနေတဲ့ယေတနာပစ္စည်းတွေဝယ်ယူမဲ့သူတွေကိုလည်း ပတ်စပို့တွေဗီဇာတွေသိမ်းမယ်လို့ချင်းချောင်းနေတဲ့ဒဇင်ဦးဘောမရရဲ့သတင်းတွေကိုတင်ဆက်ပေးပါရစေ။စကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါတပ်မ33စစ်တပ်စစ်ကြောင်းကိုဒွန်လိုင်းတက်တွေကစူပေါင်းပြီးဗိုလ်စမန်ကျွေးခဲ့ရာအကြမ်းဖက်စစ်တပ်က25ဦးတက်မနေမတာပေါ်သွားပြီးစစ်ကြောင်းတစ်ခုလုံးဖျို့ဖျဲဖြစ်ကခွေးပြေးဝက်ပြေးထွက်ပြေးသွားကြကြောင်းစကိုင်းမြို့နယ်အတွင်းကဒွန်လိုင်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရသိရပါရစေ။ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းမင်းကုန်းနယ်ဘဒူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ကစစ်ကြောင်းများစွာခွဲပြီးစကိုင်းမြို့နယ်အတွင်းကိုဝင်ရောက်နေကြောင်းဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းတနေရာမှာအင်အား90ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားတဲ့အထိတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းမြို့နယ်ကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားလုံးရင်းနဲ့ကိုဝင်လာနေတယ်။မြေပြင်ခြေနေကစစ်ရေးရအတော်ကိုသိမ်းမာနေတယ်။ဧပြီလ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ပေမဲ့ လက်ရှိမှာစစ်ခွေးတွေကအင်အားထက်တိုးပြီးချီတက်နေလို့အယံတရိထားနေရတယ်။စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့ကိုစကိုင်းနဲ့ကိုဖြန့်ထိုးနေတာလို့တော်လိုင်းသတင်းမြစ်ကရှင်းပြထားပါဗျ။စကိုင်းမြို့နယ်တနေရာမှာစစ်ကြောင်းပြောင်းတိုက်ခိုက်ချင်းမုန်းနိုင်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာတမ33စစ်ကြောင်းဖြစ်ပြီးစစ်တပ်ဘက်က25ဦးထက်မနည်းသေဆုံးကြောင်းလက်နက်ခဲများလည်းသိမ်းဆီးရရှိကြောင်းစစ်ကြောင်းမှအင်အား90ခန့်ပါပြီးတချို့မှထွက်ပြေးသွားကြောင်းသိရှိရတာပါ။အချင်းတွေတည်ငြိမ်တော့သက်ဆိုင်ရာကဖြစ်ကြောင်းကိုယ်စင်သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုကတော့နေရာအတိအကျရေးတာမျိုးတွေတန်းနိုင်တော့ထင်းထင်းသိမ်းသိမ်းလှုပ်စေချင်ပါတယ်လို့တော်လိုင်းသတင်းမြစ်ကဆက်လက်ပြောဆိုထားတာပါအကြံဘက်စစ်ကောင်စီရဲ့တမ33စစ်ကြောင်းကိုတိုက်ခိုက်ချင်းမုံရမှာဒေသတော်လိုင်းတပ်ပေါင်းစုံကစူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဂျေးဝါ FPDF များပါပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်ဆက်လက်ပြီး AR တိုင်းလေးမျက်နှာမျိုးနဲ့ကုံပြင်းတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ကဗိုလ်အဆင့်ရှိရရှိတဲ့အူဒရိုဘုံထိမှန်ပြီးတေဆုံးသွားကြောင်းတပ်သွင်းသတင်းရင်းမြစ်ထံကသိရှိရပါတယ်မတာပေါ်သွားတဲ့စစ်ကောင်စီတပ်ကဗိုလ်ဟာ ပထမကြိမ်တောင်ကုတ်တိုက်ပွဲတွင်ဘုံစံထိမှန်တဲ့ဒဏ်ရာတွေရရှိပြီး၎င်းရဲ့နေရက်ဖြစ်တဲ့ကြုံပြော်မြို့ကိုပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်းသိရပါဗျ။အဲနောက်လေးမျက်နှာမျိုးနဲ့ကုံပြင်တိုက်ပွဲတွင်ကိုပို့ဆောင်ခံရပြီးဒရဘုံထက်မှန်ထိမှန်ကပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မနက်စင်နိုင်ဝင်းကျင်မှာပဲမာလကီးယားသွားကြောင်းတပ်တွင်သတင်းရင်းမြစ်ကဆိုပါဗျ။ပထမတောင်ကုတ်မှာထိမှန်တဲ့ဘုံစံတော့ပေါင်တဲ့ကနေမထုတ်ရသေးဘူး။အခုတခါတိုက်ပွဲမှာဘုံစံထက်ထိပ်ပြီးမသာပေါ်သွားတာပဲ။ ူတရင်ကြားကြချင်းပဲသူ့နောက်ကိုမိသားစုတွေလိုက်သွားကြတယ်လို့စစ်ကောင်စီတပ်ကနန်းစီဒီအန်ရရှိသူကအေရီတိုင်းကိုပြောကြားထားလို့သိရပါဗျ။စစ်ကောင်စီကတေဆုံသွားတဲ့စစ်ဗိုလ်ချုပ်လောင်းကိုမိသားစုတန်ပြန်လဲပေးရခြင်းမရှိပဲတေဆုံတဲ့နေရာမှာပဲမိသူကျော်ကဲက၎င်းရဲ့အရိုးပြောက်ကိုလည်းဧပြီလ25ရက်ညပိုင်းကမိသားစုတန်ပြန်လဲပေးအပ်လိုက်ကြောင်းတပ်တွင်းသတင်းမြထံကသိရှိရတာပါ။အဲနောက်မြေကြီးနားမြို့တီရာရော့ကတ်ကဝန်ထမ်းအင်အားသွင်းကိုလည်းဧပြီလ25ရက်ည7:00နာရီခွဲခန့်မှာ လက်နဲ့ကြီးကြရောက်ပေါက်ကွဲခဲ့တာကြောင့်လူငယ်သူတေဆုံးခဲ့ကြောင်းသိရပါတယ်။မလိခဝင်းနဲ့အင်အားသွင်းလက်နဲ့ကြီးနှလုံးကြရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးဆယ်ကျော်သက်ရွယ်လူငယ်တူတေဆုံးခဲ့တယ်လို့နိစက်သူသူရဲ့ပြောဆိုကြရသိရပါတယ်။ရဲတွေလည်းအများကြီးရောက်နေတယ်။ဝင်းကြီးချုပ်လည်းလာကြည့်တယ်လို့ပြောတယ်။ကလေးတယောက်ကတော့ဆုံးသွားပြီ။ရုံးရင်ဆန်ကဖြစ်နေရဆိုတော့တခြားဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ပြောဆိုထားတာပါ။ဒီတဲ့င်းနဲ့ပတ်သက်ပြီးမတ်ပန်စင်လိုကတော့မြေကြီးနာမဘာခါကပြစ်တဲ့လက်နဲ့ကြီးကနန်းစီရန်နေတဲ့ဝင်းနဲ့အင်အားကိုတဲ့တဲ့ထိတယ်ဆိုပဲ မင်းတို့ကအချင်းချင်းအဲ့လောက်ချင်းမလုံးသင့်ဘူးကွာပေါ်မှချင်းတက်တက်ပြွပြနေကြစောက်ပေါ်ချင်းတိတိမမြတ်နေမှပေါ့အခုတော့အိုင်ဝင်ဆုံးမနေရပြီဆိုကတယောထားပြန်တာပဲဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့သူတဲတဲ့မာရဝေးစရာဖះငလင်တန်းခံနိုင်တယ်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားစွာပြောဆိုနေတယ်လို့နေပြီးတော့စစ်ဘက်တရင်ကြီးကပြောဆိုကြရသေးရပါတယ်မဆာ၂၈ရက်နေ့ငလင်ကြီးလှုပ်ခတ်ပြေးတဲ့နောက်ဧပြီလ၃ရက်နေ့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတဲထားတဲ့မာရဝေးစရာဖះကိုတွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းငလင်တန်ကြောင့်မာရဝီဇယဖျားနဲ့ရင်းပြင်းတော်မှာအပြက်စီးအနှဲငယ်သာရှိတဲ့ပြင်အင်ဂျင်နီယာတွက်ချက်မှုတွေရလဲဖျားနဲ့ရင်းပြင်းတော်တစ်ခုလုံးမူလအတိုင်းအကောင်းပကတိရှိနေတယ်လို့ရားလဲထွက်လာခဲ့လို့သိရပါဗျ။ငလင်တန်ကြောင့်ပျက်စီးနေပါလုံးနဲ့မာရဝီဇယဖျားနဲ့ပတ်သက်လို့မရောက်နိုင်ကစစ်ကောင်စီအစည်းအဝေးတွေနဲ့ငလင်တန်ပြန်လဲထူထောင်ရေးအစည်းအဝေးတိုင်းမှာသူတည်ခဲ့တဲ့ဖျားကငလင်တန်ခံနိုင်တယ်လို့ဂုံယူဝင်ကြောစာပြောဆိုနေတာပါ။ဒီဖျားကြီးကငလင်ပြင်းအားရှစ်ကြော်တော်မှာ ခန္ဓာရင်ရှိအောင်သူတဲခဲ့တယ်။စိုက်ကလုန်းမုန်တိုင်းထန်ခန္ဓာအောင်လည်းသူတဲထားတယ်ပေါ့။အဲ့လိုမျိုးတဏ္ဍာန်ကလုံးမှာဖျားစီတွေကိုတဘာဝဘေးဒဏ်ခန္ဓာအောင်တဲထားရမယ်ဆိုတာမာရဝိဇိယဖျားကိုဥပမာပေးပြီးတက်ချုပ်ကဂုံယူစွာနဲ့ဝုန်းဝင်ကြောကြောပြောပါရယ်။အခုနောက်ဆုံးမဲ့အဆောက်အုံနဲ့ရုံးဌာနတွေဆိုရင်လေအ ਨੇ စုံငလင်းပြင်းရရှေ့အဆင့်ကိုခန္ဓာအောင်တိဆောက်ရမယ်ဆိုတာမျိုးညွှန်ကြားနေတယ်လို့နေပြည်တော်စစ်ဘက်တရင်မြက်ကရှင်းပြထားတာပါ။စစ်ကောင်းဆောင်မင်းအောင်လိုက်အနေနဲ့သူတဲခဲ့တဲ့မာရဝိဇိယဖျားကိုတော့ ငလင်းလုပ်ပြီး၄ရက်ကြာမှသွားရောက်ဆင်စေခဲ့ပြီးတန်းရွှေတဲခဲ့တဲ့ဥပါဒတန်နေစီတီကိုတော့အပြက်စီးများပြလာတော့တလနေပါကြာမြင့်ချိန်မှမှသွားရောက်ဆင်စေခဲ့ပါတယ်တဲ့တက်ချုံမှာမာရာဝီဇီယာကို သူတဲတဲ့သူ့ဖះဆိုတာမျိုးရှိပုံရတယ်ညဘက်တွေဆိုရင်ဖះပိတ်ချင်အောင်ရင်နန်းနဲ့လာပြီးဖះကြီးကိုတစင်းစင်းလာကြည့်နေတာမျိုးရှိတယ်လို့နေပြီးတော့စိပက်တရင်မြက်ကဆိုထားတာပဲဖြစ်ပါတယ်မင်းအောင်လိုက်နေနဲ့ငလင်းတန်းကြောင့်နေပြီးတော့ပြက်စီးများခဲ့တာဟာတချင်ကတိဆောက်ခဲ့သူတွေရဲ့ပေါ်ယုံမှုနဲ့အခြေသွေးမမီလှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ တွယ်ဝက်အပြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေထံကသိရပါဗျ။ဒီသတင်းပို့ဆောင်မှလည်းပြည်သူတွေကဖျားတော်မှအာနာရှင်အောင်နဲ့အာနာရှင် လက်တက်ကြမှာညနာငယ်နေရာကြောင်းခစ်တက်ကရန်တိုက်ပေးတဲ့နေရာမှာဆရာကြီးပဲဆိုကစားသဖြင့်မှတ်ချက်များပေးထားကြပြီ။မတ်ပန်ဆယ်လိုကလည်းစောက်ဘုကသူတဲတဲ့မာရဝိဇ္ဇဖျားငလင်ကြောင့်မပြိုလို့သူဖုံးကံကြောင့်ဆိုပြီးတအားဂုံယူနေတာတဲ့။ကွင်းထီထီကြီးတဲ့စကြင်ကြောင့်နဲ့ထူထားတဲ့ဖျားကငလင်ကြောင့်ပြိုเสียလား။ ညံတိုတိုအသွေးပူးပူးနဲ့ရှာပဲကွက်ရှင်နေတဲ့ခေါင်းဆိုကပြန်လဲတုံ့ပြန်တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးမျိုးသားညီရဲဆိုတာအန်ယူဂျီကျမ်းမာရင်နဲ့ပညာရေးဝင်ကြီးဒေါက်တာဇော်ဝေဆိုးကလည်းပြည်ပမှာရောက်ရှိနေရကမိခင်မြန်မာနိုင်ငံအတွင်းကိုပြန်လဲဝင်ရောက်သွားပြီဖြစ်ပြီးပြည်ပရောက်အန်ယူဂျီဝင်ကြီးတဦးနေဖြင့်မြန်မာနိုင်ငံအတွင်းကိုအပြေးပြန်လဲအခြေချကပြည်သူလူထုရဲ့ကျမ်းမာရင်နဲ့ပညာရေးဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်နေကြောင်းအန်ယူဂျီကအသေးပြုပြောဆိုထားတာပဲဖြစ်ပါတယ်။ပြည်ပမှာရောက်ရှိနေတဲ့အန်ယူဂျီဝင်ကြီးများအစိုးရတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းကိုပြန်လာရန်ယခုနှစ်ဇန်နဝါရီ၃ရက်နေ့မှာယာယီသမရဒူဝါလာရှင်းလာကဖိတ်ခေါ်ခဲ့ပြီးနောက်ဆရာကြီးဒေါက်တာဇော်ဝေဆိုးဟာပထမဆုံးပြည်တွင်းကိုအပြေးပြန်လည်ဝင်ရောက်ခဲ့တဲ့အန်ယူဂျီဝင်ကြီးတူလည်းဖြစ်ပါတယ်။အန်ယူဂျီဝင်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေစဉ်နိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံတွေမှာတက်ရောက်ဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီးအမျိုးသားညီညွတ်ရေးဆိုရမူဝါဒတွေနဲ့မြန်မာပြည်သူတွေရဲ့ຫນွေဥတော်လှန်ရေးကိုနိုင်ငံတကာကသိရှိစေရန်ဆောင်ရွက်ခဲ့ကြောင်းအန်ယူဂျီကပြောဆိုထားပါတယ်။ ဆရာကြီးဇော်ဝေတို့ပြည်တွင်ပြောင်းနေပြီဆိုတဲ့သတင်းကြောင့်လည်းအကြံဘတ်စစ်ကောင်စီကဆရာကြီးဇော်ဝေတို့ရှိနေနိုင်မယ်လို့ယူဆတဲ့နေရာတွေကိုလိုက်လံဘုံကျဲနေကြောင်းလည်းသိရှိရတာပါဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကလည်းဆရာကြီးဒေါက်တာဇော်ဝေဆိုပြည်တွင်ပြောင်းနေပြီဆိုတဲ့သတင်းကို NUG အတိပြုတယ်လို့ခေတ္တမှာတရားဝင်သတင်းပါလာပြီဆိုတော့ပြောလို့ရပြီဖြစ်ကြောင်းတကယ်တော့ဆရာကြီးကပြည်တွင်ပြောင်းနေတာအခုမှမဟုတ်ဘူးလွန်ခဲ့တဲ့၄၅၆လကြာကပြည်တွင်ပြောင်းနေတာပါတဲ့သတိထားမိလိုက်လားမသိဘူးဆရာကြီးနဲ့ကိုနဲ့ဘေးအေရီးယားမှာစုံကြတဲ့ဓာတ်ပုံတင်ခဲ့သေးတယ် အဲ့ဒါနဲ့မရှိမနှောင်းမှာပဲဆရာကြီးကပြည်ရင်းပြန်ဝင်သွားခဲ့တာဆရာကြီးကမြမပြည်တပတ်တောင်ပတ်ပြင်းနေပြီသွားတင်းတဲ့နေရာရောက်တင်းတဲ့နေရာတွေရောက်ပြင်းနေပြီရှိတင်းတဲ့နေရာမှာရှိနေပြီကိုနဲ့ဆုံတော့ကဆရာပြည်ရင်းပြန်ဝင်မှာလို့ပြောတော့ဆရာကြီးလုံကြုံရေးစိတ်ပူတယ်လို့ပြောတော့ပြည်သူတွေနဲ့တသားတဲ့အသူရှိနေဖို့အရေးကြီးတဲ့အချိန်ရောက်နေပြီသမီးရေလို့ခိုင်ခိုင်မာမာပြောသွားခဲ့တာဆရာကိုချို့လူငယ်တွေကသိမ့်မကြည့်ဘူး motivation တွေပြောတယ် force တွေပေးတယ်စသဖြင့်ပေါ့ကိုမြင်ကတော့ကြည်ရတဲ့ရှုထောင့်မတူလို့မြင်ရတဲ့အမြင်မတူတာလို့ပဲမြင်တယ် ကိုဆိုတခါတည်းရဲ့စာရင်းသားတွေအာရုံနေပြီဆိုဆရာကြီးကသတိထားမိတယ်။ချက်ချင်းဖုံးခေါ်တာဖော်ဆိုမှုတဲ့မြေပြင်ချင်းနေအရှိတရားတွေကိုပြောပြတယ်။အာရုံဆရာကဘာအားသက်ဆရာကဘာစသဖြင့်ဆရာနဲ့စကားပြောပြီးပြီဆိုရင်အားစိအလုံးတစ်ထောင်အွန်လိုက်ရတယ်လို့ပဲသူယုံကြည်ချက်ဆရာထက်တန်မှုကနေအင်အားကူးဆက်တာပဲ။တပ်ပါတီစတိုင်နဲ့အောက်တန်းသားကောင်တွေဆရာကြီးကိုပြေးရင်းပြန်လာခဲ့ဘာညာလှောင်နေကြတာဟိုကားဖြင့်ရောက်တောင်နေပြီ။သူတို့သာမသိတာ။ ပောက်ကရရဲ့ပုတ်ခတ်တိုင်းကိုရီလည်းသိနေပြီပဲ။ဆရာကြီးကထုတ်ပြောမရသေးဘူးဆိုတာနဲ့မပြောရတာပဲ။ဆရာကြီးပြပထွက်ခဲ့တယ်ဆိုတာကလည်းတော်လည်းအတွက်တွေးတင်တွေးထိုက်တဲ့သူတွေကိုတွေးဖို့ဆုံဖို့ကွန်ကရစ်မန်တွေနိုင်ငံတကာအစိုးရဘိုင်းကလူတွေနဲ့တွေးဖို့ဆုံဖို့အကျိုးဖြစ်ထွန်းဖို့ဇက်တိုက်လှုပ်ရှားခဲ့တာဒီဘက်ကအပိုင်းတွေပြီးစီတော့မဆိုင်မတော့ပြည်တွင်းကိုပြန်ဝင်ချသွားတာပဲအာနာမသိငင်ကလေးကဒေါက်တာဆော်ဝေဆိုးဆိုတာဘာယာတို့ဘလို့ဂုံတရင်နဲ့ပုတ်ကိုဆိုတာတော့မသိပဲပြောင်းတို့လှောင်းတို့လှုပ်ခဲ့ကြတဲ့ကောင်တွေစာအာနာရတယ် တက်သည့်ရှင်ပြည်တွင်ပြန်လာခဲ့လေဆိုတဲ့ဘောမရီလေးလိုင်းကဆိုးရဆိုးတဲ့ဝါရဖြန့်ချင်မှုတွေကိုပပလေးတကွက်ပြလိုက်တာပဲဆိုကအတိပင်ရေးတာတာပဲဆရာတော်ကပြည်တွင်ပြန်ရောက်နေပြီသားပြောတယ်ဝါလို့ဖြိုးလို့သူတို့ပြည်တွင်မှာနေနေတာပိန်လီနေတာပဲဆိုတဲ့ကောင်းတွေကိုလည်းမတ်ပန်စေလို့ကတက်သည့်ပညာမနေတာဝင်အကြံပေးမိလိုက်ကြောင်းသမင်းပြောင်းစားကြည့်ပါလားအခုလိုမျက်ချောက်ကြီးစားနေဘယ်ဝပါမလဲလို့ဆိုကတေရထားပြန်တာပါအဲလောက်ပြည်သူတွေလူရန်ထားတဲ့လက်ဝဲရတနာတွေကို live link ရောင်းချနေတဲ့မတ်ပတ်ဆယ်လူကိုလည်း တစင်ဦးဘောမကပန်ဆယ်လုံးမှခိုးရပါတိုက်ရပါပစ္စည်းတွေ live link မြေရောင်းနေပြီဖြစ်ကြောင်းပြည်ရင်းကဖွဲ့ရအကြံပတ်သမားစီကနေခိုးရပါပစ္စည်းတွေကိုဝယ်မိရင်အကြံဖတ်မှုနဲ့ရေးယူခံရမှာဖြစ်တယ်လို့ပြည်ပကဖွဲ့ရဝယ်မိကြရင်တော့ passport တွေ visa တွေအသိမ်းခံရမယ် blacklist ရင်အသွင်းခံရမယ်ဆိုတာတော့တတိရကြဖို့တတိပေးလိုက်မယ်လို့ဆိုကတစင်ဦးတယောက်ဇောင်းကြပြီးချင်းချောက်ရေးသားထားပြန်တာပဲဖြစ်ပါတယ်တစင်ဦးရဲ့အခုလိုချင်းချောက်မှုနဲ့ပတ်သက်ပြီးတော့လဲမတ်ပတ်ဆယ်လို့က do live တောင်မပြေးသေးဘူးဘောမ telegram မှာစောက်ဖုံးတွေကလာတာ စောက်ပူအာနာသိမ်းမှကြောက်စဲကနေရန်ကုန်ရောက်ဖူးပြီးတရင်တော့နမဲခံတဲ့ကောင်းမအဆိုးဆုံးပဲအိုင်ကအာနာမသိန်းခင်ကလေးကယေသနာရောင်းလာတဲ့သူလေနေ့လိုအာနာမသိန်းခင်ကသမင်းကျော် ရောင်းတဲ့ကောင်းမမှမဟုတ်တာဆိုကပြန်လေတုံ့ပြန်တာပဲဖြစ်ပါတယ်ဒီတရင်ကြောင့်လေးတကောက်တော့ပါပဲခင်ဗျာအားလုံးပဲကိုယ်စိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ